ရနီပြည်နယ်မှာရှိတဲ့ကြားလူမျိုးနဲ့ကော်ယောမနုမနော်လူမျိုးစုတို့ရဲ့ရိုးရာအဲ့ဒိုပေါ်မီခေါ်ဒီကူပွဲတော်ကိုထိုင်းနိုင်ငံချင်းမှန်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တဘာလ29ရက်နေ့28ရက်နေ့တို့မှာရိုးရာအဲ့ဒိုပေါ်မီပွဲခေါ်ဒီကူပွဲကိုကရနီကွန်မြူနတီချင်းမှန်ထိုင်းလန် KCCT အဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တယ်လို့အခမ်းအနားဥဆောင်သူ KCCT ရဲ့တာဝန်ခံခူးထဲဖဲကပြောပါရယ်။ အဆိုပါပွဲတော်မှာချစ်ကြည်ရေဘောလုံးအားကစားပြိုင်ပွဲ Granny Alame ပြိုင်ပွဲ Miss Granny 2025တို့ပြုလုပ်ခဲ့ပြီးရိုးရာဂီတာ အကအလာတွင်နဲ့ဖြောဖြည့်တင်ဆက်ခဲ့တယ်လို့ဆိုထားပါဗျ။ပွဲတော်ကာလနှစ်ရက်တာအတွင်းလူဦးရေတထောင်ကျော်တက်ရောက်က Granny ပြည်ချားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့တာဝန်ရှိသူတွေကရောစာပေးနဲ့ရင်ကျေးမှု အတင်းရဲ့တာဝန်ရှိသူတွေနဲ့ Granny ကစစ်ဦးစီးချုပ်တွေလဲ တက်ရောက်ခဲ့တယ်လို့ဆိုထားပါရဲ့ရှင်။